အားလုံးပဲမင်္ဂလာပါညီကိုတို့နေကောင်းကြမှာချမ်းသာကြပါစေခင်ဗျာတော့ကျွန်တော်ကဘလုံးပွဲ၅ပွဲပေါ့ဗျာတုံးသက်ပေးခြင်းနဲ့ပေါ့နော်ပထမဥဆုံးအနေနဲ့တော့အင်္ဂလန်ပရီးမီယာလိပွဲစဉ်၃၄အာဆင်နဲ့ခရစ်စတာပဲလစ်ပိန်လာလီဂါပွဲစဉ်၄ပွဲဖြစ်တဲ့ဒါပွဲစဉ်33ပေါ့ဗျာအက်တလီတီကိုဘီလ်ဘာအိုနဲ့ပါမာဆယ်တာဗီဂိုဗီလာရီယာအလာဘက်ရီယယ်ဆိုစီဒက်ဂီတာဖင်းနဲ့ရီယယ်မက်ဒစ်တို့ရဲ့ပွဲစဉ်တွေဖြစ်ပါတယ်ဒီနေ့ပထမဆုံးအနေနဲ့တော့အာဆင်နယ်နဲ့ကျွန်တော်ခရစ်စတာပဲလစ်တို့လန်ဒန်ဒါဘီပွဲစဉ်ပေါ့ဗျာ ီပွဲစဉ်မှာတော့ Asian Arsenal အသင်းက body ရေးတလုံး40ရှုံ၊ဂိုးပေါင်းကြီးနှလုံး80ရှုံဆိုမှစတင်ကြီးတွေဖွင့်ထားတာတွေ့ရတယ်ဗောနော်။ဆိုကျွန်တော်ဇယန်အနေထားကိုကြည့်မယ်ဆိုရင် Arsenal က66မှာ Crystal Palace ကတော့အဆင့်ဆက်နဲ့မှရှိတယ်54မှာပေါ့နော်။ကျွန်တော် Crystal Palace အသင်းကတော့ဒါတန်းတန်းတုံနဲ့လွတ်သွားပြီဆိုတော့သူတို့ဗောနော်ဒါဆော့ချင်တယ်လို့ဆော့လာနိုင်တယ်ဒါကျွန်တော်တို့ဖိမီဆော့လာနိုင်တယ်လို့ကျွန်တော်အချင်းသုံးသပ်မိတယ်ဗောနော်အာဆင်နယ်ကလည်းလက်ရှိခြေသွမ်းတယ်ကြောက်ခမန်းလေးလေးပေါ့ဗျာ ဒီနှစ်သင်းကတော့ဒီရာသီနှစ်ကြိမ်တွေးထားတယ်ဗောနော်တစ်ကြိမ်ကတော့ EFL Cup မှာ Arsenal ကွဲမှာဗောနော် Arsenal 3-2ဆိုတဲ့ရလာနဲ့နိုင်ထားတယ်နောက်တစ်ကြိမ်ကတော့ Crystal Palace ရဲ့ကွဲမှာ Arsenal 5-1ဆိုမှနိုင်ထားတာတွေ့ရတယ်ဗောနော်လက်ရှိကျွန်တော် Arsenal အသင်းရဲ့ခြေကွန်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် Real ကိုချော့လုံးနိုင်ထားတယ်ဗျာဒါမချီးကျူးလို့လုံးဝမရတဲ့ခဲထဲမှာပါတယ်တကယ်ဟုတ်အာအာတင်းနေကြတယ်မီခဲလ်အပ်တဲ့တော့တကယ်လက်ခံသွားပြီဒါလောက်ပြန်ရဲ့တယ်ဗောဗျာ ဒါသူတို့ရတဲ့အင်္ဂလန်ပရီးမီးယားလိနောက်ဆုံးဆော့ထားတဲ့ကာရာဖောင်း၅ဘွယ်၅ဘွယ်လုံးလောက်မှမရှုံးထားဘူးနော်။အဲအင်္ဂွဲမှာဆိုရင်ချယ်ဆီကိုနိုင်ထားတယ်၊ဖူလမ်ကိုနိုင်ထားတယ်ပေါ့နော်။အင်္ဂွဲမှာဘရန်ဖို့တရင်ထက်ပါဘာမှဆော့ထားရဗျ။အဝေးဘွယ်မှာဆိုရင်အက်ဆွစ်ကိုဖူးစင်းနဲ့နိုင်ထားတယ်ပေါ့နော်။လူတွေလည်းပြန်ဆောင်လိုက်ပေါ့နော်။မာတီနယ်လီတို့ဒါကျွန်တော်တို့အဒီကစာကာတို့ပြီးရင်ဒါကျွန်တော်တက်ချေစွမ်းပြနေတာဆိုမရန်နိုပေါ့နော်။ကစားသမားတွေအကုန်လုံးတော်တော်လေးကောင်းပါတယ်ဗျာ။တော်တော်လေးလက်ခံလက်ခံပေးလို့ရတယ်ပေါ့နော်။ ခရစ်စတာပယ်လစ်ကိုကြည့်မယ်ဆိုခရစ်စတာပယ်လစ်ရဲ့နောက်ဆုံးကာလပေါင်းငါးဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့အပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးထားတယ်ဗောနောအဲရှုံးထားတဲ့နှစ်ပွဲရတယ်ကြက်ကြောက်ခမန်းလေးဒီဆယ်ကိုပေးထားတယ်ဗောနောဒီဂျားရဲ့မှာအိမ်ကွဲမှာဘောင်းပေါင်းနဲ့ဆော့ခဲ့တယ်ဗောနောဒီပွဲထဲမှာတော့ဇီးဇီးကြထားတာတွေ့ရတယ်ဗောနောဒီပွဲထဲမှာတော့ကျွန်တော်ကနိုင်ဂျီယာနုံးတွက်ထားတာတော့အာဆင်နယ်80ရာခိုင်နှုန်းဗောနောတရီက20ရာခိုင်နှုန်းနဲ့ခရစ်စတာပယ်လစ်အနိုင်က10ရာခိုင်နှုန်းမှရှိတယ်ဗောနော1:2 odds ကိုကြည့်မှဆိုလို့ရှိရင်တော့ အဆင့်နဲ့အနိုင်ကို1 1.40ပေါ့နော်တထောင်လောက်ရင်၄00ရမယ်ပေါ့နော်အရေးကို90ဆလောက်ပေးထားတယ်ပြီးရင် Palace အနိုင်ကိုတော့၈ဆခွဲလောက်ပေးထားတယ်ပေါ့နော်ဒါပြောချင်တဲ့အိပ်ပဲဒါ Palace ကနိုင်နိုင်ချင်းလုံးဝမရှိဘူးဆိုတော့အိပ်ပဲမျိုးတက်ရောက်နေတယ်ပေါ့နော်မိနစ်60အတော်တွင်းမှာအနည်းဆုံး၃လောက်ထိရောက်သွားနိုင်တယ်ဆိုတော့ခြေကိုပဲဖွင့်ထားတာတွေ့ရတယ်ပြီးရင်ကျွန်တော်အဆင့်နဲ့အတင်းအနည်းဆုံး၄လုံးနဲ့၃လုံးထိခဲ့မယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော် Crystal Palace အတင်းကတကူရဖို့တော့တော်တော်လေးရောင်းကန်ရမယ်ဆိုတော့ခြေကိုဖွင့်ထားတယ်ပေါ့နော် ဒီပွဲစဉ်မှာတော့ကျွန်တော်ကနှမျိုးစဉ်းစားထားတယ်ဗောနော်နှမျိုးရွေးချယ်ထားပြီးတယ်အကယ်၍ကိုအာတန္နာရှင်ကိုကကိုရွေးပြီးမှာဗောနော်ကိုအာတန္နာကိုထိုးဗောနော်နံပါတ်၁အနေနဲ့ကျွန်တော်ဘူပေါင်းတောင်းလုံးထိခြိုက်တယ်ဒီပွဲစဉ်ဗောနော်ဘူပေါင်းအပေါ်ခြိုက်ပါတယ်ပင်ဘော်ဒီမှာအဆင်နဲ့ဘော်ဒီခြိုက်ပါတယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အတလီတီကိုဘီလ်ဘာအိုနဲ့လက်ပါမတ်စ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ည7:00နာရီမှာကာမဲအတလတီကိုဘီလ်ဘောနဲ့လက်ပါမစ်ကိုပွဲစဉ်မှာကိုပွဲချုပ်တုံးတက်ပေးချက်ပါတယ်ဒီပွဲစဉ်မှာတော့ body jet ကတော်တော်လေးပြင်းနေဗျအတလီတီကိုဘီလ်ဘောကတလုံး60ရှုံးဂိုးပေါင်းက380စားဆိုမှပွင့်ထားတယ်ဗောနော။ဒါဘီလ်ဘောအသင်းကတော့အဆင့်40ဘီလ်ဘောအသင်းကတော့အဆင့်4မှရှိပါတယ်58မှတ်။ဒါကျွန်တော်လက်ပါမတ်အသင်းကတော့တကက်တန်းစင်းဆောင်တဲမှာဗောနော။တန်းစင်းဆောင်လည်းလုံးဝမလွတ်သေးဘူးဗျာ။ စင်ဆက်ပုံမှာရှိတာ30နံမှာပေါ့နော်သူရအပေါ်မှာ0နာ34မှာသူရအောက်မှာဆိုအလာပဲ31နဲ့လီကနဲ့29ဖြစ်တာပေါ့နော်ဒါအစင်းစင်းနဲ့ရှိနေတာတွေ့ရတာပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကြော့ဆော့လာတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လက်ပါမစပွဲမှာအတလီတီကိုဘီလ်ဘာအိုက32ဆိုတဲ့ရလနဲ့ကျွန်တော်တို့နိုင်ထားတာတွေ့ရတာပေါ့နော်လက်ရှိအက်တလီတီကိုဘီလ်ဘာအိုရဲ့လက်ရှိကာရာဖောင်၅ဘက်ကိုကျွန်တော်ကြည့်မှဆိုရင်တော့နှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲရှုံးထားတယ်ပေါ့နော် နိုင်ထားတဲ့ပွဲစဉ်လေးတွေဆိုလို့ရှိရင်တော့အိမ်ခွင်မှာတပွဲအဝေးခွင်မှာတပွဲနိုင်ထားတာပေါ့နော်အိမ်ခွင်မှာဆိုရင်ဘယ်လ်ကန်ကို3-1အဝေးခွင်မှာဆိုစီမီလာကိုနိုင်ထားတယ်ပေါ့နော်ဆန်တဲ့ပွဲစဉ်နှစ်ပွဲကတော့ဒါဥစားဆူနာနဲ့ဗီလာရီယိုကိုဖေးဆော့ထားမှာအိမ်ခွင်မှာအဝေးခွင်မှာတော့ကျွန်တော်ရီယယ်မက်တဲ့အတင်1-0ဆိုတဲ့ရလတ်နဲ့သူတို့ရှုံးထားတာတွေ့ရတယ်ပေါ့နော်လက်ရှိလက်ပါမတ်အတင်ရဲ့ခြေသွမ်းကိုကြည့်မှဆိုရင်ကာနာဖောင်း9ပွဲကိုကြည့်မှဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲရှုံး အလက်ပါမစအတင်ကသူစောကြတဲ့နောက်ဆုံးလာလီကငါးဘောလုံးဘူးသွင်းထားတာလည်းတွေ့ရတယ်ပေါ့နော်နိုင်ထားတဲ့ပွဲစဉ်တွေဆိုရင်ဒါအက်တလီတီကိုမက်ဒရစ်ကိုအင်ပွဲမှာ1-0အဝေးဝန်းမှာဆိုရင်ဂီတာဖေးကို3-1ပေါ့ဗျာဒါတော်တော်လေးကိုအချစ်လေးလေးဆော့ထားတာတွေ့ရတယ်ပေါ့နော်ဒီနေ့တဲ့ head to head ဘိုင်းကိုကြည့်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့က Atletico Bilbao အတင်းက၃ချိန်နိုင်ထားတယ်တွေ့ရတာပေါ့နော် ဒဇင်ကတော့လက်ပါမှာစနိုင်ထားတဲ့ဒဇင်ကတော့တည်ကြထားတာဗောနော်ဒီနဲ့တင်းတွေးခဲ့တဲ့နောက်ဆုံး၅ချိန် head to head မှာဆို၄ချိန်က go out ကြပြီဒဇင်က go ball လာကြထားတယ်ဗောနော်ဒီပွဲစဉ်ကလက်ပါမှာအတွက်တည်ရှင်လောက်အရေးကြီးတယ်ဗောနော် body ကြီးရတယ်တော်တော် ပြင်းနေပြန်တာပုံမှန်ဆိုလို့ရှိရင်ဒီလောက်ထိ Atletico Bilbao ကအများဆုံးပိတ်တလုံး40ရှုံးတုံး20ရှုံးဒီလိုပုံမှန်ပေးရင်လေဝိုးပြတ်နိုင်ထားတာမျိုးတွေတော့ကျွန်တော်မတွေ့သေးဘူးဗျာနည်းတယ်ဗောနော်အများဆုံးနိုင်တော့1-0 ဒီလိုဘောနော်ဈီးဈီးဒီလိုသဘောမျိုးတွေပဲဖြစ်တာများတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်နိုင်ဂျီးယားလုံးကတော့အက်တလတီကိုဘီလ်ဘာ55ရာခိုင်နှုန်းအရေက55ရာခိုင်နှုန်းလက်ပါမဆန်နိုင်က100ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ်ဗောနော် next to os ကိုချိန်မှာဆိုရင်တော့ဘီလ်ဘာအနိုင်ကို1.38ဆိုမှပေးထားတယ်ဗောနော်ဒါကျွန်တော်တို့သဘောမှာတော့1000ထက်ရင်380ပဲရမယ်ဗောနော် အရင်ကို6စပေးထားတယ်ကျွန်တော်လက်ပါမတ်အနိုင်ကို10စပေးထားတယ်ဗျာဒီရာကတော့လုံးဝလက်ပါမတ်မနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဗျာလုံးဝမဖြစ်နိုင်ဘူးဗျာအဲ့ဒီအဓိပ္ပာယ်မျိုးပါပဲပြီးလို့ရှိရင်ကျွန်တော်မင်းနဲ့60တော့တမအနည်းဆုံး3လုံးတော့ဖြစ်သွားမယ်ဆိုတော့ခြေကိုခွင့်ထားပါတယ်ပြီးရင်ကျွန်တော်ဒါဘီလ်မောင်အတင်းအနည်းဆုံး1လုံးနဲ့3လုံးကြားမှထည့်မယ်ဗျာပြီးလို့ရှိရင်လက်ပါမတ်အတင်းအလုံးရဖို့တော့မှတော်တော်လေးခက်ခဲမယ်ဆိုတော့ခြေကိုခွင့်ထားတယ်ဗျာ ော့ဒီပွဲစဉ်မှာဗောနော်တာဟက်တူဟက်အနေထားလဲကျွန်တော်ပြောခဲ့ပြီးပြီဗောနော်ဒီဘီလ်ဘာအပွဲမှာဆော့ခဲ့တဲ့နောက်ဆုံးတရုံတာဒီဘီလ်ဘာအပွဲမှာဆော့ခဲ့တဲ့နောက်ဆုံး၅ကြိမ်ဒီနှစ်သိန်းကိုထိတိုက်တွေ့မှဖြစ်မှာပင်ဂိုးပြတ်နိုင်တာ၅ကြိမ်ပဲရှိတယ်ဗောနော်တန်းတဲ့ပွဲစဉ်တွေမှာ၅ကြိမ်ခရီးနဲ့တစ်ကြိမ်ကတော့ဘီလ်ဘာ1-0ဆိုတဲ့ရလာနဲ့ပဲနိုင်ထားတယ်ဗောနော်ဆိုဒီပွဲစဉ်မှာဗောနော်ကျွန်တော်ကအဓိကကျွန်တော်ဘိုးပေါင်းအပေါ်ကိုစိုက်ပါတယ်ဗောနော်ဘိုးပေါင်းအပေါ်စိုက်ပါတယ် ဘဝအပေါ်ကြိုက်တယ်ပြင် body မှာဘောနော်ကျွန်တော်အောက်အသင်းဖြစ်တဲ့လက်ပါမဆိုတော့တော်တော်လေးရုန်းကန်လာမလို့ကျွန်တော်ထင်တယ်ဗျတော်တော်လေးရုန်းကန်မှလေးပွဲဘောတော်တော်လေးဖြစ်မလို့ထင်တယ်ဗျအဲ့တော့ကျွန်တော်လက်ပါမ body ကြိုက်ပါတယ် present ဘဝကတော့ celta vigo နဲ့ bilaria ရုပ်ပွဲစဉ်ဖြစ်တယ်ဘောနော်ဒါတညာ72နိုင်မှာကံမဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ celta vigo က level 20ရှုံးဘောင်းက3 40နိုင်ဆိုမှပြထားတယ်ဘောနော်အစရအနေထားတွေကိုကြည့်မယ်ဆိုရင် ဆယ်တာဘီโกကအသင်းရှင်းမှာရှိတယ်ယူရိုပါကွန်ဖရင့်လေဝင်ဝင်တနေရာမှာရှိနေတယ်ဗောဗျာ53မှတ်ရထားတယ်သူ့အောက်မှာဆိုဖီယာ52မှတ်သူ့အပေါ်မှာတော့မာယော့က54မှတ်ဆောင်ရထားတာတွေ့ရတယ်ဗောနော်ဗီလာရီရဲ့အသင်းကတော့အဆင့်9မှာရှိတယ်ချန်ပီယံလေဝင်ဝင်တနေရာဗောနော်52မှတ်ရထားတယ်ဒီအသင်းเนี่ยအကောင်လုံးသူအဆင့်ဆင့်ဗောနော်52 51 54 40တောင်ဒီလိုပုံစံလေးတွေဗောနော်ဒါအဆင့်ဆင့်ရှိနေတယ်ဗောဗျာ ဒီနှစ်တင်းပထမအကြော့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဘီလာရီရဲ့အတင်က4-3ဆိုပြီးဆိုရဲကြလာနဲ့သူအိမ်ပွဲမှာအနိုင်ရတာတွေ့ရပါတယ်။လက်ရှိဘီလာရီရဲ့အတင်းရဲ့လက်ရှိဆာတာဘီကိုအတင်းရဲ့ကာနာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်တော့ဒါတော့အိမ်ဝင်အဝေးဝင်ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်။၂ပွဲနိုင်တဲ့ပွဲသေးရင်၂ပွဲရှုံးထားပါတယ်။ဘာစီလိုနာကို4-3ရှင်းအောင်နဲ့အိမ်ပွဲမှာကျွန်တော် Espanyol 0-2နဲ့ရှုံးတယ်ပေါ့နော်။ ရှောင်းထားတဲ့ပွဲစဉ်နဲ့ပွဲမှာတပွဲတော့ကြီးအောင်ထားတယ်ဒါကိုမတွင်းနိုင်တဲ့ပွဲဆိုတာမရှိသလောက်ပါပဲဒီတိုက်စစ်ကတော့တော်တော်လေးအလုပ်ဖြစ်တယ်ပေါ့နော်ဗီလာရီယာကိုကြည့်မယ်ဆိုရင်ဗီလာရီယာနောက်ဆုံးကားပေါင်း၅ပွဲ၅ပွဲပေါ့နော်အိမ်ဝင်အဝေးဝင်၅ပွဲနိုင်တဲ့ပွဲသေးတပွဲရှောင်းဗီလာရီယာကတော့ဘူးမတွင်းမှာမပူနဲ့သူတိုက်စစ်ကတေချာမဘူးရမှာဒီနှစ်သိန်းကကျွန်တော် head to head ၅ချိန်ကိုကြီးလိုက်တဲ့ချိန်ကျတော့၉ပေါ်၄ချိန်၉အောက်တစ်ချိန်ဗီလာရီယာကတော့သူ့အိမ်ဝင်မှာဆိုရင်၃ချိန် နိုင်ထားတယ်ပေါ့နော်ဆက်တာဘီကတော့သူ့အိမ်ဘွဲမှာတစ်ချိန်နိုင်ထားတယ်တစ်ချိန်တည်းချထားတာငါးချိန်ပေါ့ဟဲ့သူက၅ချိန်အပြန်လာအောင်ကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆိုဒီတွေးခဲ့တဲ့ပွဲစဉ်တိုင်းမှာလည်းဘူးဟော်တွေပဲကြားတဲ့အပြန်လာနေတွင်းတက်တယ်ပေါ့နော်ဒီလက္ခဏာတွေရှိတယ်ဒီနဲ့ပြန်ရပေါ့နော်အနိုင်ကြရနှုံးမိမှာဆိုရင်တိတ်မပွားဘောနော်ဆယ်တာဘီကို35ရာခိုင်နှုန်းတရေကို30ရာခိုင်နှုန်းနဲ့ဒီလာရီရဲ့အနိုင်ကို35ရာခိုင်နှုန်းဆိုမှပြထားတာတော့တွေ့ရတာဘောနော ်။နှစ်သိန်းစလုံးမှာတိုက်စစ်တွေလည်းကောင်းတယ်ပေါ့နော်။ဒါမှခံစက်ပိုင်းမှာလည်းနည်းနည်းလေးပြဿနာရှိရပေါ့နော်။ဒီနှစ်သိန်းရဲ့ once to off မှာကြည့်မှဆိုရင်တော့စတက်ပြီးကိုအနိုင်ကိုနှစ်ခွဲတရေကိုသုံးသခွဲဒီလာရီရဲ့အနိုင်ကိုသုံးသလောက်ပြေးထားတာတော့ပြေးရတယ်ပေါ့နော်။ဒီပွဲထဲမှာကျွန်တော်အဓိက5ပေါင်းအပေါ်ကြိုက်တယ်။သုံးလုံး40နိုင်ဆိုရင်ကျွန်တော်5ပေါင်းအပေါ်ကြိုက်တာ။ဘဝအပေါ်တော်တော်လေးသဘောကျတယ်ပေါ့နော်။ဒီကျွန်တော်ဒီပွဲစဉ်မှာပေါ့နော်ဒီကိုတို့နှမျိုးရွေးချယ်ထားပြီးတယ်ပေါ့နော်ဘိုးပေါင်းအပေါ် ပြီး body မှာဗောနော်ကျွန်တော်20လောက်ရင်းပြီးမှာဗောနော်20လောက်ရင်းပြီးမှာ selta bigo body ဗောဗျာတကယ်လို့ကျွန်တော် selta bigo body ဗောနော်အများကြီးမလောင်ရဲဘူးဆိုရင်ပါပါလေးရိုက်ချင်တယ်ရိုက်ချင်ဗောနော်အဓိကတော့ဘူဝန်ပေါ်ကြိုက်ပါတယ်တပွဲကတော့ဒါအလာဘက်နဲ့ VS Sociedad တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာတော့အလာဘက်အတင်းကထူးထူးဆန်းဆန်းပဲဗောနော် level level 30ရှုံးဘူပေါင်းကြီးကနှလုံးတည့်ရေဆိုမှစတင်ကြီးပြေးထားတယ်ဗောနော်ခွင့်ထားတယ်ဗောဗျာကြီးတယ် အာလဘက်ကိုကြည့်မှဆိုရင်တန်းစင်းဆုံးအဆင့်78မှာရှိတဲ့32တမသူ့အောက်မှာလီကန်းနဲ့29မှာသူ့အပေါ်မှာလက်ပါမှာ30နဲ့ဂျီရိုနာ34မှာပေါ့ဗျာဒီအတင်းတွေကတော့ဒါပွဲတွေလည်းပြီးဖို့6ပွဲလောက်မလိုတော့တဲ့ဆိုတော့ကျွန်တော်တို့ဒါအပြန်ဆန်ပေါ့ဗျာဘယ်အတင်းမှာ view site နေမှာလည်းမဟုတ်ကိုတန်းမစင်းရရေပေါ့နော်ဒါအပြန်ကတို့ကျူးလာလာမယ်ဆိုတာလေသိကြတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လဲအာလဘက်အတင်းက level 30ရှုံးဆုံးကပေးထားတာနဲ့တူပါတယ်ဗျာ real society အသင်းကတော့အဆင့်9မှရှိတဲ့42မှာပေါ့နော် real society ဆိုတာအများအား conference league europa league ဒီလိုဝင်နေတဲ့အသင်းတစ်သင်းပေါ့ဗျာဒီအသင်းမှာသူတို့မှလည်းနောက်တန်းပြဿနာတွေတော်တော်လေးရှိတယ်ဗျတော်တော်လေးခြံနေတာတွေ့ရတယ်ပေါ့နော်အဲ့စစ်ကတော့အလုပ်ဖြစ်တယ်နောက်တန်းနေရာဂိုးတွေပြန်ပြန်ပြီးနေရပေါ့နော်ဆိုတော့ဒီနှစ်သင်းရဲ့ကျွန်တော်တို့ကပထမအကြော့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်အလဘက်အသင်းက real society ကွဲမှာ1 2ဆိုတဲ့ရလတ်နဲ့အနိုင်ထားတာတွေ့ရပါတယ်အဲ့ရှိအလဘက်အသင်းရဲ့ ကရဖောင်နာဘွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်နှစ်ပွဲတည်းနှစ်ပွဲရှုံးထားပါတယ်။နိုင်ထားတာတော့ဂျီရိုနာကိုဝန်စီနဲ့အဝေးဝန်းမှာနိုင်ထားတယ်။အင်းဝန်းပွဲစဉ်မှာစရီယာမက်တစ်ကိုရှုံးတယ်၊ဘယ်လ်ကန်ကိုရှုံးထားတာတွေ့ရတယ်ပေါ့နော်။ဒီအသင်းကတိုက်ဆက်နည်းနည်းလေးလိုအချက်ရှိရလို့ကျွန်တော်ထင်တယ်ပေါ့နော်။တိုက်ဆက်ပိုင်းမှာတိတ်မကောင်းဘူးနော်။ဒါကြလို့ကျွန်တော်အင်ဝင်းကာရာဖောင်တိတန်ဝဲကြည့်မယ်ဆိုရင်၅ဘွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်၄ဘွဲတော့ရှုံးထားတယ် အင်္ဂွန်ဘွဲစင်းနေမှာဆိုတော်တော်လေးဂိုးအောက်ကိုပဲသူကအဓိကဦးတည်နေတာဖြစ်ရတယ်လုံးဝဂိုးအောက်ပေါ့နော်အဲကျတော့ဆိုစီတဲ့အတင်းရဲ့လက်ရှိကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့နှစ်ဘွဲနိုင်နှစ်ဘွဲတည်ရတစ်ဘွဲရှုံထားတယ်နိုင်နာကတော့အင်္ဂွန်ဘွဲစင်းမှာဘီလာဒိုလီကို2-1အဝေးကွင်းမှာဆိုလက်ပါမှာဆို3-1ပေါ့နော်အခုသူတို့နောက်ဆုံးဆော့ခဲ့တဲ့ဘီလာရီရဲ့ကိုတူးဆော့ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီအသင်းကတော့လုံးဝအခုချက်တော့ပြောနေပါလေတိုက်စစ်ကိုဖွင့်ပြီးဆော့မယ်ဟိုဟိုပေါ့ဟိုအောက်ပေါ့နော်ဒီလိုပေါ့နော် ိုးဘော်တွေပဲဖြစ်တာများနေတာတွေ့ရတာပေါ့နော်အတူအတအနေထား၅ချိန်ကိုကြည့်မှဆိုလို့ရှိရင်တော့ဒါဒီနေ့သင်တွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာ၄ချိန်ကြည့်ကြည့်တော့မှဟိုးအောက်ကျထားတာလည်းတွေ့ရတယ်ပေါ့နော်ဆိုစီတဲ့အသေးက၅ချိန်နိုင်ထားတယ်ဒီချိန်ကအလားပဲအသေးနိုင်ထားတယ်ပေါ့နော်၅ချိန်ကတော့တည်ရီဝမ်းဝမ်းဆိုတဲ့ရလာနေပြီးထားတာတွေ့ရတယ်အနေကြရနုံးတွေတွက်ထားတာနော်အနာဘက်က40ရာခိုင်နှုန်းတရေက30ရာခိုင်နှုန်းပေါ့နော်အာဆိုစီတဲ့အနေက35ရာခိုင်နှုန်းဆိုမှပြထားတာတော့တွေ့ရတယ်ပေါ့နော အခုဒီတက်ကလည်းဘာပဲဖြစ်ဖြစ်သူလည်းယူရိုပါလိတနေရပါတော့ conference လိတနေရသူလည်းဝင်ချင်မှာပါပဲတစ်ဖက်အတင်းအနာဘက်ကိုစဉ်းစားမှဆိုရင်လည်းဒါအများကပုံမှန်ဆိုလို့ရှိရင်ဆိုစီတက်ကပဲကြီးပေးနေကြပါဗျာဒီတစ်ခါတော့အနာဘက်ကြီးကပေးလာတယ်ဆိုတော့လည်းတော်တော်လေးစဉ်းစားယူရတယ်ပေါ့နော် once to off မှာကြီးမှာဆိုရင်အနာဘက်အနိုင်ကိုနှဆကွဲတရေကိုဆိုရင်သုံးဆဆိုစီတက်အနိုင်ကိုဆိုရင်သုံးဆကွဲပေးထားတာတွေ့ရပါတယ်မင်းက90အတော်အတွင်းမှာ ပူပေါင်းသေးတွေကြည့်မှဆိုရင်အနည်းဆုံးနှလုံးနောက်ပဲဖြစ်မှဆိုတဲ့ခြေဥပန်းထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအနာဘက်အတင်းအနည်းဆုံးတစ်လုံးလောက်ရမယ်ဒီဆူစီတဲ့အတင်းကလည်းအနည်းဆုံးတစ်ခုလောက်တော့ရမယ်ဆိုတဲ့ခြေဥပန်းထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ကအဓိကဂိုးပေါင်းအောက်ကိုစိုက်ပါတယ်ဂိုးပေါင်းအောက်ပေါ့နော်ဂိုးပေါင်းအောက်ကိုအဓိကစိုက်ပါတယ်ပြီးလို့ရှိရင်ဒီပွဲစဉ်မှာကျွန်တော်ပေါ့နော် level 30ကိုရင်းပြီးမှပေါ့နော် ancient alabek အသင်း body ကိုစိုက်တယ်ပေါ့နော် alabek ကိုကျွန်တော် ော်တော်လေးရောင်းမှာလို့ကျွန်တော်ထင်တယ်ဗောနော်ဒါ30အဆုံးခံပြီးမှအလားပဲပေါ်လိကြိုက်ပါတယ်တပွဲကတော့ဒါဂီတာဖေးနဲ့ရီယယ်မက်တီတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာရီယယ်မက်တီအတွက်ကတော်တော်လေးအရေးကြီးတယ်ဗောနော်သူ့အပေါ်မှာဘာစီလိုနာဆိုတဲ့အသင်းရှိတယ်ဗောဗျာလေးမှကွာနေတယ်ဗောနော်ဒီနှစ်ပြန်လေးမှကွာနေတဲ့အနေထားမှရှိတယ်အရှိဖွင့်ထားတဲ့ body ကတော့ react လောက်59ဘူပေါင်းကြီးကနှလုံး၈၀ရှုံးဆိုမှဖွင့်ထားတာတွေ့ရတယ်ဗောနော် ဒီနေ့တည်းရဲ့ဒါကျွန်တော်ပထမအကျောပွဲတွေကိုကြည့်မှာဆိုလို့ရှိရင်နော်ရီယယ်မက်ဒီကတူဂျီဆိုတဲ့ရလနဲ့ဒါနိုင်ထားတာတွေ့ရတယ်။လက်ရှိဂီတာဘေးအသင်းရဲ့ကာရာဖောင်၅ဝဲကိုကြည့်မှာဆိုရင်တော့အင်ဝဲအဝေးဝဲနှစ်ပွဲနိုင်၃ဝဲရှုံးထားတယ်ဒါနိုင်ထားတာဥစားဆူနာ၂ဝဲဒလာဒိုလီဖိုဂျီအင်ဝဲမှာဗီလာရီယဲဝန်တူနဲ့ရှုံးတယ်အင်ဝဲမှာကျွန်တော်လက်ပါမဆိုသတိမနဲ့ရှု ရှုံခါရပေါ့နော်ဒါကျွန်တော်လာလီဂန်နဲ့ပွဲသက်ရှုံခါတဲ့အတင်းတကင်းပေါ့ဗျာရီယယ်မက်ဒီကိုကြည့်မှဆိုရီယယ်မက်ဒီရဲ့လက်ရှိကာရဖောင်၅ပွဲကိုကြည့်မှဆိုလို့ရှင်တော့၄ပွဲနိုင်တပွဲရှုံတာရှုံထားတာဘလန်စီအောင်မထင်မှပဲ2-1ဆိုတဲ့ရလာနဲ့ရှုံသွားခဲ့တယ်ပေါ့နော်ဒါအဝေးဝင်နိုင်ပွဲတွေကြည့်မှဆိုလို့ရှင်တော့ဘီလာရီရဲ့ကို2-1နဲ့နိုင်ပြီးတဲ့နောက်ပိုင်းပေါ့နော်သူတို့တွေဒါအင်းဝင်ပွဲစဉ်ပေါ့နော်ဒါအလာဘက်ကိုဝမ်းစီးနဲ့နိုင်တဲ့ဂျာရက်မှာပေါ့နော်ဝမ်းစီးနဲ့နိုင်တဲ့အပွဲစဉ်မှာလည်းတဲလုံးအနီကတ်တေပိုစီတွေရှိတာပေါ့နော် ်ရီယက်ရီယက်အတဲမှာဆိုဒါမှလီတာတို့ကာဘာဂျာတို့ဒီကစားသမားတွေပေါ့နော်မပါနိုင်ဘူးပေါ့ဗျာဒီနေ့တဲ့ head to head ငားချိန်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးဖောက်ခဲ့တဲ့ငားချိန်တော့မှပဲ၄ချိန်ကိုအောင်တစ်ချိန်အကိုပေါ်ချထားတယ်ပေါ့နော်ဒါအများဆုံးကျွန်တော် react map တွေအတန်း 1v2 1v2 ဆိုမှနိုင်ထားတဲ့ပုံစံလေးတွေရှိတယ်ပေါ့နော်ဒီတစ်ခါတော့ထူးထူးခြားခြားပဲဗျာဒီရက်တစ်လုံးတွင်းနေတော့89ပဲပေါ့နော် အမှန်ဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင် VM တက်ကအနည်းဆုံးပေါ့နော်တစ်လုံးတရေဒါမှမဟုတ်လဲတစ်လုံး20နိုင်အဲ့လိုမျိုးပေးနေကြပေါ့နော်တစ်လုံး20နိုင်တစ်လုံးတွေ့ရင်30 30သာအများဆုံးအလောက်ပါပဲဒီထက်မပိုးပေါ့ဒီတစ်ခါတော့90နိုင်ဆိုတော့ကျွန်တော်တို့လည်းနည်းနည်းတော့စဉ်းစားယူရမယ်အပိုင်းဖြစ်နေတယ်ပေါ့နော်ဒီဘက်ကမှလည်းနော်စဉ်းစားရမယ်။ဘာလို့ရီယမတ်တက်မှလည်းဒါနောက်တန်းနေမှာနည်းနည်း problem တွေရှိတယ်ပေါ့နော်။ဒါသမားတွေကြားနေမှလည်းဒါ problem တွေရှိတယ်လို့ကျွန်တော်တော့ခြင်နေပါတော့ဒီပွဲစဉ်ရနိုင်ကြရုံတွက်ထားတာကတော့ဒါ GMT အသင်းက95ရာခိုင်နှုန်းတရေက60ရာခိုင်နှုန်း30ရာခိုင်နှုန်းကဂီတာဖိအနိုင်ပုံမှန်ပေးထားတာတော့တွေ့ရတယ် wants to us မှာကြည့်မှာဆိုရင်ဂီတာဖေးအနိုင်ကို9စတရေကို4စရီယမတ်တဲ့အနိုင်ကို1.80ဆိုမှာပေးထားတယ်ပေါ့နော် ဒါမင်းနဲ့90ဒေါ်လာမှချမ်းမယ်နဲ့တိမ်မောင်ကိုပေါင်းကြီးအနည်းဆုံး1000လောက်ထိရောက်မှာဆိုတော့ကြေးဖွင့်ထားပါတယ်ပြီးတော့ကျွန်တော်ဂီတာပဲအတင်းအနည်းဆုံး1000လောက်တော့ရသွားနိုင်တယ်ပေါ့နော်ရီယမ်မတ်တဲ့တင်းကတော့1000လောက်တော့ရမှာဆိုတော့ကြေးတော့ဖွင့်ထားပါဘူးနော်ဒီပွဲစဉ်မှာတလုံးကို90နိုင်ဆိုမှကျွန်တော်ကပေါ့နော်အဓိကကိုပေါင်းအပေါ်ကိုစိုက်ပါတယ်ဒီပွဲကိုကိုပေါင်းအပေါ်ကိုထိုးဖို့ကျွန်တော်ချမ်းပေးချင်တယ်ပေါ့နော်ပြီးလို့ရှိရင် body မှာပေါ့နော်ရီယမ်မတ်တဲ့ body ပဲစိုက်ပါတယ်ဘာလို့လဲဆိုတော့သူ့အပေါ်မှာဘာစီလိုနာနဲ့သူနဲ့ကပြိုင်ဆိုင်ဖြစ်နေတယ်ပေါ့နော် အရေးကြီးတယ်ပေါ့ဒီပွဲစဉ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်လေးတွေကတော့မာဆယ်နဲ့အနိုင်နဲ့ဂိုးပေါင်းအပေါ်ပေါ့နော်ဒါအက်သလီတီကိုဘီလ်ဘာအိုနဲ့လက်ပါမတ်မှာဆိုရင်ဂိုးပေါင်းအပေါ်နဲ့လက်ပါမတ်ဆယ်တာဘီကိုဘီလာရီယာဆိုရင်ဂိုးပေါင်းအပေါ်နဲ့ဆယ်တာဘီကိုပေါ့နော်နောက်ပြင်ကျွန်တော်တို့ဒါအလာဘက်နဲ့ဆိုစီတက်ပွဲမှာဆိုရင်အလာဘက်ဘော်ဒီနဲ့ဂိုးပေါင်းအောက်ပေါ့နော်ဂီတာဖိနဲ့ရီယယ်မက်တစ်မှာဆိုလို့ရှိရင်နော်ရီယယ်မက်တစ်ဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ထားပါတယ် ီကိုရောအားလုံးဘောလုံးပဲပေါ့ချပါသေးကျမ်းမှချမ်းသာကြပါလိမ့်ဗျာ